ဘာတူဖူအန်ဘစ်စ်ဗလော့မြန်မာမှကြိုဆိုပါရစေ။အခုဒီကနေ့ချက်ပြမယ်ဟင်းရတော့ဂျပန်ဖတ်ထုတ်လုံနေပါ။ဖတ်ထုတ်လေးဖို့တော့လိုအပ်တာတော့အသာကျက်သားသောမဟုတ်ဝက်သားလိုပါလေ။နောက်တစ်ခုကကျက်တော်မိတ်လိုပါလေ။နောက်တစ်ခုကကျက်တော်နီလိုပါလေ။နောက်တစ်ခုကဂျင်းလိုပါလေ။နောက်တစ်ခုကအာနောက်တစ်ခုကဂေါ်ဘီလိုပါလေ။နောက်တစ်ခုက အဲချက်တော့ဖြူထောင်းလာတာလို့ပါတယ်ပြီးသွားတဲ့ဥစ္စာကိုကျွန်တော်တို့ကဆက်ဆောက်ဆုံးဂေါ်ဘီကိုထည့်လိုက်ပါတယ်ဂေါ်ဘီကိုနုံနုံလေးပြီးတာပါကျွန်တော်တို့ကဒါကဖတ်တုပ်ရဲ့မူလအစာပါအထင်းမှထင်းမယ်အစာတုပ်ဖို့ပါပြီးရင်ချက်တော်မိတ်ကိုထည့်ပါတယ်နောက်ပြီးရမှာအသားကိုထည့်ပါတယ်နောက်ချက်တော်ညီကိုထည့်ပါတယ်ချက်တော်ညီကိုထည့်ပြီးတဲ့အခါမှာကျွန်တော်တို့ စမေးလေးနည်းနည်းရှော့လိုက်ပါတယ်ရှော့လိုက်ပြီးတော့သူ့ကိုဂျင်းကိုကျွန်တော်ထည့်ပါတယ်ဂျင်းကိုတဝက်လောက်ပဲထည့်ပါတယ်ပြီးတော့ကျက်တုံယူထောင်းလာတော့ထည့်လိုက်ပါတယ်ကဲအခုဆိုရင်ကျွန်တော်ကထည့်လာတဲ့ဥစားကိုကျွန်တော်တို့မှုဖို့အတွက်ငရုတ်ကောင်းလေးကိုကျွန်တော်လည်းထည့်ပါမယ်ငရုတ်ကောင်းထည့်ပါမယ်ဟုတ်ကဲ့လေဟုတ်ဒီကောင်းလေးကိုထည့်လိုက်ပါလေ။ဒီကောင်းထည့်ပြီးသွားရင်ကျွန်တော်တို့အဲ QC ကိုထည့်ပါမယ်။ QC ကိုဘယ်နှစုံထည့်မလဲဗျာ? QC ကို3စုံ QC ကို3စုံထည့်ပါမယ်။ ဒါကတော့ဖတ်ထုတ်ရဲ့အထဲမှာထည့်မယ့်အစာပလာအတွက်ပါစားကောင်းတဲ့ဖတ်ထုတ်မှာဒါဒီထည့်ရပါတယ်ဖတ်ထုတ်ကဒီအဓိကတော့တရုတ်ပြည်ဟာဆင်းသက်တယ်လို့ထင်ပါတယ်တရုတ်ပြည်ကနေမှအခြေအခြားဖြစ်တဲ့ဂျပန်ကိုရောက်ရှိပါတယ်ဂျပန်နေမှာတစ်စင်ဒီချစ်တော်အစာနေမှာတစ်စင်ကဘာတကဘာလုံးပြန့်နှံ့ပြီးတော့သူဟာဆူရှီလိုပဲနာမည်ကြီးတဲ့အစာတတူဖြစ်ပါတယ်နောက်တစ်ခုထည့်တာတော့ swine sauce ပါ swine sauce နှစ်စုံမှာနှစ်စုံထည့်ပါတယ် โอเคနောက်တစ်ခုอ่ะဒါကငါးမှုံပါငါးမှုံဟိုကျွန်တော်တို့မြန်မာပြည်မှာဆိုတော့ကြက်သားမှုံအဓိကသုံးပါတယ်အခုထည့်တာကတော့ငါးမှုံပါငါးမှုံကိုတစုံထည့်လိုက်ပါလေငါးမှုံတစုံထည့်ပြီးတော့မှကြက်ကိုကျွန်တော်တို့တစ်လုံးကိုပုံရတာကိုကျွန်တော်တို့ထည့်ပါလေဒီစားလို့ဆိုတော့ကြောင်မှုရှိတဲ့ကော်မှုရဲ့အခုဆိုရင်ကြောင်မှုတို့မကော်မှုကိုကျွန်တော်တို့နည်းနည်းလေးဟိုမာတော့တစုံသာတစုံခွဲသာလောက်ထည့်ပါမယ် ဘယ်ကကွဲစားထည့်ပြီးခါမှာကျွန်တော်နေပါမယ်ဒီအောင်အားရပန်းနေပါမယ်။ဆရာကဖတ်တော့ထဲမှာထည့်အစားအစားစားပါဒီလိုကိုကကိုယ့်အိမ်မှာပဲအစားစားလုပ်မယ်ဆိုရင်ဒီဒီလိုရောဆက်ပြီးတော့ကိုယ့်ကိုစမ်းသပ်ကြည့်နေပါလေ။ကျွန်တော်ဖတ်တော့လုပ်ဖို့တော့ဖတ်တော့ဖတ်တော့ရဲ့ဘောနော်ပြောမဆိုရင်ပေါ်ကဂျုံပြားလေးတွေကတက်တက်ဝင်ရပါတယ်။အဲပြီးတော့ရင်ကျွန်တော်တို့နေထားတဲ့အစားအစာကိုဂျုံပြားထဲမှာထည့်ပြီးတော့ ဖတ်တော့လေးလုတ်လုတ်ပြီးရင်ကျွန်တော်တို့ပေါင်းရပါတယ်ဖတ်တော့ပေါင်းပြီးသွားရင်ကျွန်တော်တို့တရားဖတ်တော့ပေါင်းဖြစ်ပါပြီဒါဆိုရင်ငံပြိုင်နဲ့အတင်းစားလို့ရတယ်ဖတ်တော့ပေါင်းတစ်ခုရရှိပါပြီခင်ဗျာဆန်ဆော့ပဲဗျာနည်းနည်းလို့ဆန်ဆော့ကနည်းနည်းလို့ွားတော့အခုတစွန်းစားတော့ကိုတစွန်းမပြည့်တပြည့်ကိုဖတ်ထည့်ပါတယ်ခုနဆက်ဆောင်ဆုံးထည့်လိုက်နှစ်စွန်းနော်ဟုတ်ဆွန်းထည့်လိုက်တယ်အခုနည်းနည်းလေးအဲနည်းနည်းလေးလိုတယ်ထင်တဲ့အတွက်ကြောင့်မို့နောက်ထပ်တစွန်းမပြည့်တပြည့်ကိုထပ်ထည့်လိုက်ပါတယ် ဟုတ်ကဲ့ပြီးသွားရင်ကျွန်တော်တို့နှမ်းစီကိုနည်းနည်းထည့်ပါမယ်နှမ်းစီထည့်ရွယ်ချက်ကတော့မွှေးအောင်ပါနှမ်းစီကအဓိကတော့သူကအာမွှေးပြီးတော့စားကောင်းတဲ့အရာသာရှိအောင်လုပ်ပြီးတဲ့အရာဖြစ်ပါတယ်ဒီအခုဆိုရင်ကျွန်တော်ခုနနေထားတဲ့အဖတ်ထုတ်အစားအထဲအစားအစာကိုကျွန်တော်တို့ဖတ်ထုတ်စလိုက်ပါမယ်ဖတ်ထုတ်လိမ့်ဒီအဆုံးကိုကျွန်တော်တို့လိုက်ပါကြည့်ကြအောင်ဟုတ်ကဲ့ကျွန်တော်တို့အောက်ကိုမကတ်ရအောင်ဒီကပလတ်စတစ်လေးတစ်ခုခံလိုက်ပါတယ်ခင်ဗျအဲအပေါ်ကနေကျွန်တော်တို့ဖတ်ထုတ် အတုံးထဲဟိုအစားသာထည့်နေရပါ ပြီးရင်လိပ်ပါမယ်ဟုတ်ကဲ့အဖတ်ထုတ်လေးတောက်တာဘရဒါဘယ်မှာဝယ်လို့ရမလဲအဲ့ဒီအပေါ်အိုင်ကွန်မှာရစီတီမတ်အိုင်ကွန်မှာစီတီမတ်ဒီမှာရပါတယ်ဘယ်လိုပြောပြီးဝယ်ရမလို့လဲဖတ်ဟိုဖတ်ရလို့ဖတ်ရအထုတ်လို့ပြောအဖတ်ထုတ်လို့တဲ့အရွက်အကြုံပြားဆိုပြောရင်ရပါတယ် ကျွန်တော်အခုဆိုရင်ဖတ်လို့စလိုက်ပါပြီးပြီးရင်ကျွန်တော်တို့ကဒီဟာကိုရေးလေးရေးလေးနဲ့နဲ့နဲ့သူ့ကိုပြုတ်ပြီးခိုင်းစီစီနဲ့ကြော်မှဖြစ်ပါတယ်ဒါကဖတ်ထုတ်ပြုတ်ကြော်ပါဒါကဘုဆိုရင်ဒုတိယတစ်ခုထည့်ပါမယ်သူရဲ့လေးပုံလေးမျိုးကြည့်ရအောင်ရေလေးနည်းနည်းစွတ်ကပါတယ်ဗျာရေမစွတ်ရင်သူကအာမာနေမှာဖြစ်ပါတယ်ရေအများကြီးစွတ်ရင်လည်းသူကပျော့ပြဲသွားမှာဖြစ်ပါတယ်ခောက်ပုံခေါင်းနီးလေးရှိပါတယ် ဒါက तू ကတစ်ဖက်ကိုဇောင်းပေးပြီးခောက်တာပါတစ်ဖက်ကိုတော့မခောက်ပါဘူးဟုတ်ကဲ့အခုဆိုရင်ဒီပုံစံလေးဖြစ်သွားပါမယ်ပုံစံလေးရသွားပါပြီဟုတ်ကဲ့ပါအဲဆိုရင်ကျွန်တော်တို့ဒီပေါ်တင်လိုက်ပါတယ်ပလတ်စတစ်ကန်အကြောင်းရင်က तू ကဟောက်ကဟိုပါနဲ့အဲပကံပြားနဲ့မကတ်အောင်ပါဟုတ်ကဲ့ပါနောက်တစ်ခုလည်းဒီလိုထပ်လိုက်ပါတယ်အဓိကကအစာမများဘူးအစာမမြင်ရဘူးရေမမြားဘူး ရေစွတ်တဲ့ခါမှမရဘူးရေစွတ်တဲ့ခါမှမလဲရဘူးနော်ဟုတ်ကဲ့သူကတစ်ဖက်ကိုပဲခောက်တာဖြစ်ပါတယ်ကြည့်ရင်တော့လွယ်ပါတယ်တကယ်တည်းခောက်ကြည့်ရင်တော့ခက်ပါတယ်ဒါကအတွေ့အကြုံရှိလို့ပါဟုတ်ကဲ့ပါအခုခောက်ပြီးသွားရင်ကျွန်တော်တို့တခုတင်လိုက်ပါမယ်အဲ့လိုဆက်ခောက်သွားပါမယ်သူက work and ground မျိုးသမီးတွေရမှာ support မှုရဲ့အမျိုးသမီးတွေပါပါတယ် ခုဖတ်ထုတ်ကြော်မှာဖြစ်ပါတယ်ဖတ်ထုတ်ကြော်နီးကတော့သူကဖတ်ထုတ်လေးတွေကို5မိနစ်လောက်ဒီကတိတိုင်းမှာထည့်ပြီးသွားတဲ့ခါမှာကျွန်တော်တို့ဒီအိုးတဲ့ကိုဒန်လေးပဲအဲဒီဟိုဘောနော်ဖတ်ထုတ်လေးတွေတင်လိုက်ပါတယ်တင်လိုက်ပြီးတော့ဒီဟိုဖတ်ထုတ်လေးကဒီသူ့ရဲ့ဖိန်လေးကိုလှန်ကြည့်တဲ့အချိန်မှာလေလေညီတယ်ဆိုရင်ကျွန်တော်တို့ဟိုရည်ထည့်လို့ရပါဘူး100မီလီဂရမ်ထည့်ရပါမယ်ခင်ထည့်ပြရမှာကျွန်တော်တို့အုပ်ထားပါမယ်ဟုတ်ကဲ့နှာကအုပ်ထားတဲ့အချိန်မှာ3မိနစ်လောက်ပေါ့နော် နှစ်ရည်လေးပေါ့ဆူတော်ထားပါမယ်ဟုတ်လားအကုန်လုံးထုတ်ထားခြင်းမှာသူကအမွှေးပြန်ပြီးတော့သူကဒီတစ်ခုလုံးပေါ့နော်ဖက်တော့တစ်ခုလုံးကသူကနင်းရပြော့ပြောင်းသွားပါလေဒါဒီလိုထားလို့ဆိုဖက်တော့ကက်စီပေါ့မှာလားဟုတ်လားဒီနေဟိုဒီနေတဲ့ရည်ဒီအကြီးတော့မဟုတ်ဘူးဟိုဖက်တော့ကက်ပြော့ဟုတ်အော်အခုကရည်တော့နေရပါဒီတိုင်းထားမယ်ဆိုရင်ဖက်တော့ကအာဦးနာဦးနာကအကြီးတယ် ုနကအခြေတွေတဲကိုဟိုဆိုရင်သူ့ရဲ့နမိုကြီးကချွဲအတွက်ကြောင့်မို့ခြေဒီနည်းနည်းထက်ထက်လိုက်တယ်ထက်ထက်ပြီးရခါမှာသူ့ကိုအခြေတွေကိုအကုန်လုံးတုံချပလိုက်တယ်တုံချတဲ့အခါပြီးတော့သူ့ကိုဒါမီဗျူးကိုပြန်နေလိုက်တယ်ပေါ့နော်ပြန်လိုက်တဲ့အခါမှာသူကခုတဲ့အတွက်ကြောင့်မို့ခြေတွေပြန်ထွက်လာပါပေါ့နော်ပတ်လာတဲ့အချိန်မှာကျွန်တော်တို့သူ့ကိုစမ်းစီရင်းနေနဲ့ထည့်ပါမယ်ဟုတ်ကဲ့ဥဆိုရင်စီနှမ်းစီကိုကျွန်တော်ထည့်ပါတယ် ကျန်ရင်ဒီမွေးဝါပါလားပတ်ထုတ်ကောင်းပတ်ထုတ်ကျော်ကောင်းဆိုတာဒီလိုပါအဲ့တော့ပုံမှန်တော့တော့ဒီရလေးကိုပုံပြီးရောကျွန်တော်တို့ထုတ်ထားပါမယ်နတ်မွေးဝါနတ်မွေးဝါအောင်ပါကျမနေ့ကြာနှစ်မိနစ်လောက်အုပ်ပြီးရခါမှာကျွန်တော်တို့ဒီဟာလေးကိုပကံထဲထည့်ပါတော့မယ်။အဲကြီးလိုက်ပါမယ်။အဲကြီးလိုက်လို့နည်းနည်းလေးညီညီရဲ့ဇုံမရအောင်။ ဆက်လုပ်ရမယ်ဆိုတော့ဟောက်ကဟောက်ကတော့ပြင်ရခရစ်စီပြင်တာကျွတ်နေမှာဒီလေးလေးကျွတ်သွားမှအဆင်ပြေပါပါဘုရားနည်းနည်းလေးလုံနေပါတယ်အဲတော့ဆက်ပြီးတော့နည်းနည်းမီးပူလေးပေးပါတယ်နာချက်ပြီဆိုတော့ဖတ်ထုတ်လေးကိုကျွန်တော်တို့အာ plate decoration လုပ်ပါမယ် plate တင်လုပ်ပါမယ် plate တင်ခင်ပါမယ်ဟုတ်ကဲ့ပါ plate တင်ခင်ပါမယ်ဒါကတော့ 啊，拍头、uh,，有吧？